perform လုပ်တဲ့ကိစ္စတွေတီးတဲ့ခတ်တဲ့ကိစ္စတွေပေါ့လေဆိုပါစို့ဟိုပချင်းတီးပြီးဆိုတော့ဘဝမှာအကြိုက်နေပြီးခဲ့တယ်ပေါ့ဒါပေမဲ့ငယ်ဘဝရီမန်းချက်အဲ့ဒါမဟုတ်ဘူးဖြစ်ငယ်ဘဝရီမန်းချက်ကအဆိုတော်မဖြစ်ချင်းတင်းစရာလည်းမဖြစ်ချင်းဟိုလူတွေချိန်မှာထွက်ပြီး perform လုပ်ရတဲ့သူတွေအောင်မဖြစ်ချင်းခဲ့ဘူးပေါ့တကယ်ဖြစ်ချင်တာ music teacher ပေါ့ မင်္ဂလာပါတကယ်ချင်းအဲ့ဒါဒီလိုတကယ်ချင်းရဲ့ MHK ဆိုတဲ့လူကနာမည်လည်းနာမည်နဲ့ပဲလိုက်သွားလားမသိဘူးအဲ့လိုမျိုးပေါ့အာမမာနာတွေမဟုတ်ရင်တောင်မှလောဘမဟုတ်ရင်တောင်မှဒေါသတွေအများအားနာမရှိနေပေါ့တိုင်မဲ့အမှုပညာဆိုတဲ့အကြောင်းတရားတစ်ခုပေါ်မှာအခြေခံလိုက်တာ ਨੇ အဲ့ဒီအမှုပညာဆိုတဲ့ကိစ္စတစ်ခုခုကိုလှုပ်လိုက်တာ ਨੇ အဲ့ဒီဒေါသတွေကယူပစ်တယ်လို့ပြောက်သွားတာ မဟုတ်တဲ့အခြားတယောက်လိုဖြစ်သွားတယ်အဲ့တော့မိုင်းကျော်နဲ့အမှုပညာနဲ့ကခွဲလို့မရအောင် ခွဲရင်အစိတ်တော်တစ်ခုခုဖြစ်လောက်အောင်ဟိုမိုင်းကျော်နဲ့အမှုပညာနဲ့တသားလေးကြရတယ်ပေါ့ဘဝကပို့ပြီးတော့ခက်ထန်တာမျိုးအပင်ပန်းတာမျိုးအဲ့လိုမျိုးဒေါသတွေနဲ့ပို့ပြီးရှင်သန်ရစရာရှိတယ်ပေါ့အချင်းတော်တော်များများအမှုပညာဆိုတဲ့အရာကြီးကပဲကို့မှာရှိနေတဲ့မကောင်းတဲ့ဟိုပင်ပန်းဆင်းရဲစရာစိတ်တွေကိုရှော့ချပေးနေတယ် အနုပညာဆိုတာဟာမဟင်းကျော်နဲ့ခွဲခြားလို့မရဘဲနဲ့ငယ်ဘဝတည်းကသတိထားမိတာကအမ်စိတ်ထဲမှာအဆင်မပြေတခုခုဖြစ်လို့ရှိရင် musical instrument တခုခုကင်ပြီးတော့တခုခုတီးလိုက်ရရင်နေသားကျသွားတယ်တခုနရှိနေတဲ့ဒေါသဘယ်ပြောက်သွားမှမသိဘူးအဲ့ဒီဟိုဘော musical instrument တွေနဲ့ဝေးနေပြီဆိုလို့ရှိရင်တော့ဟိုတောက်လောင်တတ်တဲ့သဘောလေးရှိတယ်ဒါပေမဲ့တေချာကြည့်လိုက်တဲ့ခါကျတော့မဟင်းကျော်နဲ့အနုပညာဆိုတာဟာတသားတည်းလို့ဖြစ်သွားပြီးနေသားကျသွားတာ ်သူမရှိရင်နေဖို့အတွက်ခက်ခဲဖြစ်သွားတာပေါ့သူဟာအိမ်ကမိသားစုဝင်တယောက်လိုဖြစ်သွားတာပါနောက်ပြီးတော့ကို့ဘွားထဲမှာလည်းတကယ်ကိုအလေးနဲ့အထားရဆုံးအကြောင်းတရားတစ်ခုဖြစ်သွားတာပေါ့အမှုပညာနဲ့မိုင်းကျော်ဟာအမြဲတမ်းတူတူရှိနေပါတယ်အာအမှုပညာဆိုတာကိုရက်ွက်แท้မှာတင်ငန်းကျော်မှာနေတော့ရက်ွက်แท้မှာကိုယ့်ရဲ့ senior အကိုတွေတီးကြခတ်ကြတာကိုကြည်ရင်းနဲ့ ူတို့တီးတာဆိုတာတွေကြည့်ပြီးရက်ခွက်ထဲမှာလည်းအင်တန်ကိုအကြောင်းတိုက်ဆိုင်စွာနဲ့ပဲအဆိုးတော်တဲ့အကူတွေနဲ့နေခဲ့ရတယ်ပေါ့ပထမဆုံးဂီတာကိုကိုရီလက်ရောက်တကယ်ကိုကိုကိုတိုင်းတီးတော်မယ်ဟေးဆိုတဲ့အခါကျတော့တကယ်ပထမဦးဆုံးလက်ဦးဆရာကကိုရာမစ်ပါသူဟာအင်းဒီယန်တယောက်ဖြစ်တယ်ဒါမှမဟုတ်သူဟာရိုမန်ကက်သလစ်ဘာသာဝင်ဖြစ်တယ်ပေါ့သူကနေပြီးတော့သူ့ကိုအချင်းတော်များများသူကဟို influencer တယောက်လို့ဖြစ်နေတယ်။ဘာကြောင့်လဲဆိုတော့သူကအိန္ဒိယန်တယောက်ဖြစ်တယ် ူထုံးစံအိန္ဒိယနေရဲ့လေတန် intonation ကို तू တိတ်သူစီမှာသိမတွေ့ရဘူး तू ဟာ english အရင်ကောင်းတယ်ပေါ့ english ချင်းနေဆိုတာတိတ်တော်တယ်ဂီတာတီးတဲ့အခါမှာ तू ဟာလက်စွမ်းပြတီးနိုင်တဲ့အခြေအနေမျိုးမဟုတ်ခဲ့ရင်တောင်မှ तू က तू ဆိုတာနဲ့တားစားတာအရင်ဖြစ်အောင်လုပ်နိုင်တယ်ဒါကြောင့်မလို့ပထမဦးဆုံးလယ်ဦးဆရာကြောင့်ဆိုတာရောတီးတာရော intern ကိုဟိုချိန်တ်ဆရာဘောကနေစခဲ့ရတယ်ပေါ့ဒုတိယကတော့အာ gramish ကနေပြီးတော့ brother မင်းကို တိရတတ်တာတွေတင်ပြီးခဲ့တယ်။ဒါနဲ့မင်းရှေ့ဆက်သွားလို့တော့မရဘူး။ဘာကြောင့်လဲဆိုတော့ငါတိရတတ်တာလေးကအကန့်အသတ်တစ်ခုလေးမှပဲရှိတယ်။အဲ့တော့မင်းရှေ့ဆက်ပြီးတော့ပိုကောင်းတဲ့အနေအထားမျိုးနဲ့လှုပ်ချင်တယ်ဆိုလို့ရှိရင်တော့ငါတင်ရင်တယောက်ရှိတယ်ဆိုပြီးတော့ဘောက်ထော်က jazz musician ကိုတဲဦးစီကိုခေါ်သွားတာ။အဲကိုတဲဦးကတော့အရင်တုန်းကဟိုကိုဒဲရစ်တို့နဲ့ဟိုအဲ့ဒီအချိန်ကာလမှာအတူတူ ရှင်သန်ခဲ့တဲ့လူပဲလူပဲပေါ့နော်။ तू ကဟိုအခြားသောနာမည်ထုတ်ပြောဖို့အတွက်ဟို ဆရာမထက်တန်လို့မပြောပါနဲ့ဒီဂီတလောကမှာတကယ်တက်တန်းရင်အခုဆိုခမန်းကြီးအသက်60ဝန်းကျင်လောက်ရှိတဲ့ဟိုဂီတသမားတွေတကယ်တော်တဲ့ဂီတသမားတွေသူတစ်ဖက်အများကြီးရှိပါတယ်အဲ့ဒီထဲကမှတို့ရီလဲဟိုခမန်းကြီးတော့သူ့ရဲ့တပည့်အရင်နေထဲမှာဆိုလို့ရှိရင်တော့10ယောက်မြောက်လောက်တောင်ဖြစ်မလားမသိဘူးသူကအများကြီးတင်တဲ့ဆရာမဟုတ်ဘူးအရန်မိုက်တယ်သူ့ဘဝတစ်လျှောက်လုံးမှာဒီ music အကြောင်းတွေးပြီးတော့ music နဲ့ပဲရှင်သန်သွားတယ်။ music ပေါ်ကို imdan သစ္စာရှိတဲ့ ကျေးဇူးရှင်ဆရာဖြစ်တယ်သူနာမည်ကကိုတဲဦးပါ Jazz Musician ပေါ့သူနဲ့တင်နေရင်ね음 perform လုပ်တဲ့ကိစ္စတွေတီးတဲ့ခတ်တဲ့ကိစ္စတွေပေါ့လေဆိုပါစို့ဟိုပချင်းတီးပြီးဆိုတဲ့ဘဝမှာအကြိုက်နေပြီးခဲ့တယ်ပေါ့ဒါပေမဲ့ငယ်ဘဝရည်မှန်းချက်ကအဲ့ဒါမဟုတ်ဘူးဖြစ်ငယ်ဘဝရည်မှန်းချက်ကအဆိုတော်မဖြစ်ခြင်းတင်းဆရာလည်းမဖြစ်ခြင်းဟိုလူတွေချိန်မှာထွက်ပြီး perform လုပ်ရတဲ့သူတွေကမဖြစ်ခြင်းခဲ့ဘူးပေါ့တကယ်ဖြစ်ခြင်းတာ music teacher ပေါ့ music teacher ဖြစ်ဖို့ဆိုတော့တငယ်ချင်းဒီဘယ်လိုပြောမလဲဆိုတော့ကျောင်းနေပြန်ငယ်တငယ်ချင်းတွေအဖြူစိမ့်ဝင်ကျောင်းသားဘွားမှာလေခွန်တန်းကျောင်းသားလောက်တည်းရသူများရေးမိတယ်ဟာအဲ့အောင်မင်းအတန်မိုက်တယ်ကွာမင်းအစိုးတော်လို့ပါလားဆိုတဲ့အချိန်မှာစိုးတော်လို့ရမှာငါလုံးမဟုတ်ဘူးထင်တယ်တငယ်ချင်းငါနဲ့ဘွားတော့ဆူတတ်တယ်ကွာငါအတန်ကောင်းတယ်လို့ငါကတော့မခံစားရဘူးဒါပေမဲ့ငါရည်ရွယ်ချက်ကတတ်တာရှိတယ်ငါ music teacher ဖြစ်ချင်ဘာကြောင့်လဲဆိုတော့လို့ငါကိုတင်ပေးခဲ့တဲ့ဆရာတွေကငါအပေါ်စေတနာနဲ့သူတို့တတ်သမျှပညာတွေအကုန်လုံးကိုအိတ်တုံဖာမောက်မြစ်တာအပြည့်နဲ့တင်ပေးခဲ့ကြတယ် ိုင်းမဲ့ငါလိုချင်တာပညာရေးပေါ့ musical education ဆိုတဲ့အရာကြီးကိုတကယ့်ကို systematic ဖြစ်အောင်သင်ကြားကျင်တဲ့ဆရာတယောက်မျိုးအဲ့လိုမျိုးဆရာဖြစ်ကျင်တယ်ဆိုတဲ့အခါကျတော့ကားလျော်စွာပဲမြန်မာနိုင်ငံမှာဂီတကိုစနစ်တကျပထမဦးဆုံးခန်းခန်းနာနာသင်ကြားခဲ့တဲ့ပညာရှင်ဟာ Art Music Academy ရဲ့ founder ကိုတူးပါတို့ရဲ့ကျေးဇူးရှင်ဆရာဖြစ်ပါတယ်ခုနကပြောခဲ့တဲ့ဆရာကြီးထဲမှာ Kuramesh လက်ဦးဆရာဖြစ်ပါတယ် ောက်တစ်ခါအပေါ့ထော်ကကိုတဲဦးဖြစ်ပါတယ်တတိယကကိုထူးပါဆရာတူးဟိုအသက်အရွယ်ရတော့အကိုအရွယ်ဖြစ်ပင်မဲ့ဆရာကိုကိုထူးလို့တစ်ခါမှခေါ်မထွက်ဘူးဟိုဘာကြောင့်လဲဆိုတော့လေသူ့ကိုစိတ်ထဲမှာအရန်ကိုလေးစားချစ်ခင်တဲ့စိတ်လည်းရှိတယ်ဒီနေ့ဒီချိန်ထိဆရာနဲ့အင်တန်ကောင်းမွန်တဲ့ဆက်ဆံရေးကိုဆရာစီရဲ့အင်တန်ကိုဟိုတမိုးထားပြီးချစ်ခင်တဲ့စိတ်တွေကိုအခုချိန်ထိရထားတယ်ဆရာတယောက်အင်တန်ကောင်းတဲ့ဆရာတယောက်ကိုရခဲ့တာပဲဆရာဒီအကုန်လုံးကအင်တန်ကောင်းခဲ့တယ်အဲ့တည်းမှာမှ တို့ရီမန်းခြင်းနဲ့ပုံပြီးတော့ကြိုက်ညီအောင်ဖြည့်ဆည်းပေးခဲ့တဲ့ဆရာ Art Music Academy founder ကိုတို့ပါ Okay music ကိုကိုသိတာကိုကိုပြန်သင်ပေးတယ်ဆိုတဲ့အဆင့်ကိုကြော်လွန်ပြီးတော့ကိုဒီ syllabus တစ်ခုယူလိုက်တယ်ကိုသိတဲ့အရာတွေပါတယ်ကိုမသိတဲ့အရာတွေလည်းပါတယ်အဲ့တော့ကိုမသိတဲ့အရာတွေကိုမသိတဲ့ဒါလေးတော့ငါခြံထားခဲ့မယ်ဆိုတာမျိုးမဟုတ်ဘူးကိုသင်ပေးလိုက်တဲ့သူအပေါ်မှာတာဝန်ချေခြင်းတယ် တကယ်ကို skillful musical student ဖြစ်ချင်တယ် skillful music teacher ဖြစ်ချင်တယ်အဲ့တော့ကိုကိုတိုင်ဂီတကိုသင်ကြားမယ်ဆိုတဲ့အခါကျတော့အဲ့ဒီအချိန်တွေကဘဝမှာဒီနေ့အချိန်တွေထက်အများကြီးပင်ပန်းခဲ့အဲ့တဲ့အချိန်နည်းနည်းလေးပဲခြံထားပြီးတော့စာရင်းပဲကျုံဖတ်တယ်အာတကယ်ချင်းလို့ဆိုလို့ရှိရင်ဒီ musical education ဆိုတာထက်တကယ် music လောကက artist တွေရဲ့ခံစားချက်တွေသူတို့ဘဝဖြတ်သန်းပုံတွေသူတို့ music တွေဖန်တီးခဲ့တဲ့အကြောင်းတွေတကယ်ချင်းတို့ကအထူးပြုပြီးတော့တကယ်ချင်းတို့ရှာဖွေလေ့လာအားထုတ်ခဲ့တယ် ဒုတိယကြတော့အဲ့လိုမဟုတ်ဘဲနဲ့တင် जा ဖို့အတွက်ကိုပို့ပြီးတော့အားထုတ်ခဲ့တင် जा မယ်ဆိုတော့ဟိုသူများတွေကတော့ how to play တို့ how to sing တို့မိုင်းကျော်ခမရပါလား how to teach ပဲဘလို့တင် जा အောင်လဲစဉ်းစားအဲ့တော့ teaching နဲ့ပတ်သက်လို့ teaching methodology teaching pedagogy and teaching strategy ပေါ့အဲ့တော့မြန်မာနိုင်ငံမှာ music ဝါသနာပါတဲ့သူကကျောင်း တခုမဟုတ်တဲ့အခါကျတော့အသက်ဘယ်လောက်ရောက်လို့ရှိရင်ဒီကျောင်းမှာ music မှာ elementary level ဆရာမယ် beginners level ဆရာမယ်အဲပြီးတော့မှ तू ဟာဟို state level ဖြစ်မယ် तू ဟာ advanced level ဟို university level ဆရာမယ်အဲ့လိုမျိုးသွားတာမဟုတ်ဘဲနဲ့လာတဲ့ကျောင်းသားတွေကငငယ်လေးတီတီလေးလဲပါမယ်ပေါ့ဟို9ရက်နှစ်ဒီ9နှစ်ဒီလဲပါကောင်းပါမယ်ခါလေကျောင်းသားအခုတည်းအသက်များကြီးပြီအသက်60လောက်ရှိနေကျောင်းသားတွေလည်းရှိတယ်အဲ့တော့သူတို့ရဲ့ learning ability သူတို့သင်ယူနိုင်တဲ့စွမ်းအင် ကွဲလွဲမှုအပေါ်မှာပို့တည်ပြီးကိုရီးယား teaching strategy teaching methodology and pedagogy ဆိုပြီးတော့အဲ့အကြောင်းတွေစဉ်းစားရတယ်အဲ့တော့မှဘာတွေစဉ်းစားလဲဆိုတော့ငါသင်တဲ့ကိစ္စတွေကဟိုတစ်ချိန်လုံးဘာလို့ Trinity University တို့ဟို ABRSM Associate Board of Rice Schools of Music က syllabus တွေနောက်တစ်ခါကျတော့ဟိုသင်ယူညွန်းတော့အပြည့်စုံမရထားဘူး Buckley University ပေါ့ Boston မြို့က Buckley University ရဲ့ syllabus တွေကိုယူပြီးတော့သင်တယ် ဒါပေမဲ့အဲ့ဒီ syllabus တွေကအသက်ကြီးမှဝါသနာအရောက်လာလိလာတဲ့သူတွေကိုဒီသင်ခန်းစာတွေနဲ့ပေးတွေ့ရမှာလားဆိုရင်လုံးဝမဖြစ်နိုင်သူ့အတွက်ကဟိုသူကသူ့ဘာသူနံပါတ်1 self entertain လုပ်ဖို့ပဲသူ့ဘဝသူသူ့ခံစားချက်နဲ့သူပြည့်ပြည့်စုံပြည့်ပြည့်ရွှင်ရွှင်သာသာရာလေးနေခြင်းတဲ့အခြေအနေမျိုးမှာသိကြတယ်သူ့ကိုတယုံညွန်းတန်းချောင်းပြောလို့လုံးဝမရနိုင်အဲ့တော့တယုံညွန်းတန်းဆိုတဲ့ကိစ္စတွေကတခန်းတကန်တာတချမ်းမှာသွားနေတယ်လို့တချမ်းမှာကတော့လူခဲခတ်ရတာပေါ့ လာပြီးတော့ music လေ့လာဖို့ရောက်လာတဲ့သူကအသက်ရွယ်ပိုင်းချလိုက်သူလိုချင်တာဘာများဖြစ်မလဲပေါ့အဲဒါကိုယ့်ဘာကိုယ်ဆိုလို့ရှိရင်တော့များသောအားဖြင့်ဟိုရှင်းဟိုမြန်မာမဟာဂီတနဲ့ international song တွေပဲဟိုဆိုချင်တီးချင်သင်ချင်တယ်ပေါ့တကယ်ကြမ်းမြန်မာမဟာဂီတမြန်မာမဟာဂီတတော့မလို့တာပဲကောင်းတယ်ဘာကြောင့်လဲဆိုကိုယ်တိတာတတ်တာလေးတည်တည်လေး မြန်မာနိုင်ငံမှာမရေမတွက်နိုင်သောပညာရှင်တွေအများရှိတယ်။ငါဒီတခုတော့လက်ရှောင်မှာဖြစ်မယ်ပေါ့။ဒါဆိုရင် international music ပဲသင်မယ်လို့စဉ်းစားခဲ့တာ။တကယ်တမ်းကျတော့မဟုတ်ဘူး။မြန်မာနိုင်ငံမှာလည်း intern ကိုဟိုတံပိုးကြီးပြီးတော့တကူထွားတဲ့ဂီတပညာရှင်တွေအများကြီးရှိခဲ့တယ်။သူတို့တချင်းတွေလာတဲ့အခါမှာကျောင်းသားတွေက음သူတို့ဆလာတွေကကျွန်တော်ကဘလို့တချင်းမျိုးတီးတတ်ချင်တာလို့ပြောတော့အသက်ရဲ့ကြီးလိုက်တော့အာရုံလာတယ်ကိုယ့်ထက်ကလည်းအသက်ကကြီးနေတယ်။အဲကျွန်တော်အဲ့လိုကျောင်းသားတွေမတင်ဘူးကြီးကကျွန်တော်ကတင်ယုံညွန့်နဲ့ပဲတင်တာလို့သွားပြောလိုက်လို့ရှိရင် ူ့ရဲ့အမှုပညာလှုပ်ချင်တဲ့စိတ်ရိုက်ချိုးသလိုဖြစ်ပြီးတော့ကျောင်းလိုတင်မှအမှုပညာဖြစ်မှာလားဒီလိုတော့မဟုတ်ဘူးဘယ်သူမှမဆိုဟို music တင်ကြမယ်ဆိုလို့ရှိရင် level alike တင်ကြဖို့အတွက်ကိုတကယ်ကိုအတွေ့အကြုံတွေရောသူများစီကလေ့လာခဲ့ရတဲ့ကိစ္စတွေရောအထူးသဖြင့်တော့ဒီနေ့ဒီချိန်မှာဒီလောက်တင်နိုင်တယ်ဆိုတဲ့ကိစ္စတွေရောကျောင်းသားတွေကပြန်ပြီးတော့တင်ကြသွားတာပါကိုကိုဘကိုလေ့လာရုံနဲ့တော့မဖြစ်ပါအဲ့တော့ပြောချင်တာကတော့ teaching methodology pedagogy and strategy အဲ့ဒီကိစ္စတွေကိုလေ့လာရတယ်ဆိုတာကအသက်အရွယ်မတူ ဘဝဖြတ်သန်းပုံချင်းမတူလူချင်းဆန္ဒအာတိဒဂီတပေါ်မှာဘသူကဘလောက်ပြင်းပြလဲဆိုတာမတူကွဲလွဲမှုတွေကြားထဲကနေပြီးတော့တင်ပေးရမယ့်ဆရာကတီတယောက်တည်းဆိုလို့ရှိရင်ဒီလူတွေအကြောင်းကိုကောင်းကောင်းကဲခတ်နိုင်အောင်ချိန်ယူပြီးလေ့လာခဲ့ရတယ်အဲ့မှာသူတို့နဲ့တားဆတာဖြစ်လောက်တဲ့သူတို့လူချင်းတဲ့အနေထားကိုရောက်အောင်ပေးနိုင်မှုအတွက်စူးစမ်းရင်းနဲ့ဒီနေ့ဒီချိန်မှာတော့အင်တန်ကိုပြောစရာကောင်းတာကတော့ဂီတနဲ့အရသာတွေ့သွားတဲ့လူပေါင်းအများကြီးကိုဟိုဝင်ငှနိုင်ခဲ့ပြီပေါ့ဒီလိုမျိုးပါပဲ